ဇကားဆာမကတော့ဗမ်းမင်ထဲကငါအယောင်းဝင်လို့တဲ့စိတ်ကန်းတစ်ခုစီကအခန်းထဲကနေတံပိုင်လုံးတစ်ချောင်းကိုကင်ပြီးတော့ထွက်လာပါလေ။မျက်နှာတစ်ခုမှလည်းသွေးတွေဆူဆွဲပြီးတော့တကူလုံးမှလည်းပေးချန်နေရကဘောင်းမီအိတ်ထဲကဖုန်းမြည်လာတာကြောင့်လက်ခံပြီးတော့ပြောနေပါလေ။ဗဆောထဲကအမောင်ထဲမှာနောက်ကျောမလုံးသလိုလမ်းလျှောက်လာရင်လည်းသူ့ရဲ့ကားစီယာကိုသွားပြီးတော့ကားကိုမောင်းထွက်သွားပါလေ။အခန်းတစ်ခုထဲမှာဓာတ်တလက်ဈေးထွက်တစ်ချောင်းနဲ့သွေးတန်ရဲရဲလူတယောက်ငုတ်တုတ်မေ့နေပါလေ။ဗဆောထဲကအကိုဖြစ်သူဗမ်းမင်ထဲစီဖုန်းခေါ်နေနဲ့ ကားမောင်းနေရာကနေရှေ့ကတဲတဲ့ဝင်လာတဲ့ truck ကားတစ်စီးကိုရှောင်လိုက်ရပါလေ။ညဘက်မှာဘန်မင်ထယ်ရဲ့ဇပွဲပေါ်မှာတင်ထားတဲ့ဖုန်းကမိလာပြီးတော့ညီပြည့်သူဘတ်စောထယ်ဖုန်းဖြစ်နေပေမဲ့ဘန်မင်ထယ်ကအိပ်ပျော်နေတာပါ။ဘတ်စောထယ်ကားကလမ်းပေါ်မှာကမှုရှူလိုပြေးလွှားနေတာကြောင့်လမ်းမှာယက်နေတယ်။ရဲကင်းကားတစ်စီးကလည်းဘာဖြစ်တာလဲဆိုပြီးတော့ဘတ်စောထယ်ကားနောက်ကိုလိုက်ကြည့်ကြပါလေ။ကမှုရှူလိုနဲ့ကားကချာမုံရောင်းအလုံးလုံးတဲ့ GDV စားတောက်ဆန်ရှိမှရက်သွားတာကြောင့်ဘတ်စောထယ်ကားဖြစ်နေမှနောက်ကရဲနှစ်ယောက်တီးသွားပါလေ။ သူတို့ကဗန်စောတဲ့ဝေဖန်းချိန်မှာအစိမပြေတာကြောင့်လက်လျှော့လိုက်ကြပါတယ်။ဂျာမွန်ယောင်ကစိုင်းတောင်ငန်းနေရာမှာထိုင်နေပြီးတော့စိုင်းဆရာကန်ဟူယောင်စီကိုဖုန်းလန်းဆက်လိုက်ပါတယ်။ဂျာမွန်ယောင်ရဲ့အိမ်မေးနာအန်ဒီကတော့အိမ်ထဲမှာလူရှိပုံပေါ်တာကြောင့်ဂျာမွန်ယောင်ကိုမိုးရီလာနေဖြစ်ကြောင်းပြောပြီးတော့အဝတ်တွေရုပ်ဖို့တတိပေးနေပါတယ်။ဂျာမွန်ယောင်ကတော့တော်တော်နောက်ကျမှတယောက်တည်းလမ်းလျှောက်ပြန်လာပါတယ်။ဗမင်ထဲကအိယာနုံနုံချင်းသူမွေးထားတဲ့ကောင်ကလေး yellow white ကိုအစာဆိုတူဖောက်ကျွေးလိုက်ပါတယ်။တကွေတန်ရှင်းကိစ္စပြီးတော့မှဖုန်းကိုကောက်ကန်လိုက်တဲ့အခါ ဘတ်စောတဲ့အတန်မဆီပို့ထားတာတွေ့လိုက်ပြီးအတန်မဆီထဲမှာတော့ဘတ်စောတဲ့ကသူဟာပြဿနာတက်နေဖြစ်ကြောင်းနဲ့သူ့စီကိုအမြန်လာပေးဖို့ပြောထားကြောင်းသိလိုက်ရပါတယ်။ဗမင်ထဲကနင်းကအင်ကြီးကိုဝှက်ပြီးတော့နင်းကကြောပွေးကိုလွှဲရင်းကလေးမဟုတ်ပါပဲနဲ့ဇပွဲဘော်ကတကြားလုံးနှင်းငယ်ကိုဘောင်းမီထဲကောက်ထဲကအပြင်ကိုထွက်လာပါတယ်။ဗမင်ထဲလမ်းဆောင်နေနဲ့လူဆူဆူတွေ့တော့ခဏဆက်ဆူကြည့်တဲ့အခါငွေစုငွေကြီးလုပ်ငန်းတစ်ခုကဖြစ်နေပြီးတော့လိန်လယ်မှုအတွက်ပြဿနာတက်နေမှန်းသိလိုက်ရတာကြောင့်စိတ်ပြတ်သွားပြီးတော့ရုံးငန်းထဲကိုပတ်ဝင်လာခဲ့လိုက်ပါတယ်။ ချင်းွေလုပ်ငန်းပိုင်ရှင်အခန်းရှိမှာစူပူနေသူတွေကိုမောင်းမာနဲ့ဆက်ဆံနေတာကြောင့်ဗန်းမင်ထဲကလူအုပ်ရှိကဖြတ်ဝင်ပြီးတော့အခန်းထဲဝင်ကပိုင်ရှင်ကိုဗာမျောညာပြောစတီးလင်မန်းနဲ့ထုထွက်လိုက်ပါတယ်ဗန်းမင်ထဲကချင်းွေပိုင်ရှင်ကိုဓာတ်နဲ့ချိန်ပြီးတော့ပိုင်ညာပြောမနေဘဲနဲ့အကျွေးတဝက်ကိုပြန်ပေးလိုက်ဖို့ပြောလိုက်ပါတယ်ရဲမှုချမ်းအောင်ကတေဆုံးလူတယောက်ဓာတ်ပုံတွေကိုကြည့်နေနေစကမ်းမှုရေနဲ့အမှုတဲတယောက်စကားပြောနေတာကိုလှမ်းပြီးတော့ရှိုးလိုက်ပါတယ်ဗန်းမင်ထဲကမကြီးဖြစ်သူချာမုံရောင်းစီကို1.3သိန်းခွဲလွှဲလိုက်ကဖုန်းဆက်ကြည့်တော့လူကြီးမင်းနဲ့တိုးနေတာကြောင့်ဗတ်စောထဲကဖုန်းမကင်ကြောင်းနဲ့ ဒီတလားမှာအလုံးမရှိတာကြောင့်ပတ်စံတော်ပဲလွှဲထားတဲ့ကြောင်း message ပို့လိုက်ပါတယ်။ Yes Guy မှာတော့စကမ်းမှုကတည်ဆုံးသူ company ပိုင်ရှင်ရဲ့တာအိုဟာဆောင်းနဲ့အတူတူရှိနေခဲ့တဲ့ပတ်စောထဲကိုဖမ်းလာဖို့ချမ်းယုံ order ထုတ်နေရာကြောင့်ချမ်းယုံက300တွင်းတော့မှဖြစ်နိုင်ကြောင်းပြန်လည်ပြီးတော့တင်ပြပါတယ်။အိုဟာဆောင်းက app တွေအပြည့်နဲ့ဈေးရွက်တွေကြားမှာဓာတ်ရုပ်ခံပြီးတော့ကိုမာဖြစ်သွားတာပါ။စကမ်းမှုကဒီသတင်းကိုမပေါက်ကြားစေဖို့ဥပဒေပေါင်းတွင်းကနေထိန်းချုပ်ခြင်းနေတာဖြစ်ပါတယ်။ချမ်းယုံကချမ်းမှုဂိုင်းဝင်ပတ်စောထဲဖိုင်တွဲကိုစကမ်းမှုရဲ့လက်ကိုအပ်ပြီးတော့ ဘတ်စောတွေကအိုဟာဆောင်းတဲ့လူရှိနေခဲ့သူဖြစ်ပြီးဘတ်စောတွေကသာဖမ်းမိမယ်ဆိုရင်အခြေအနေတစ်ခုကိုသိရမှာဖြစ်ကြောင်းပြောလာပါတယ်။ဗမ်မင်းတွေကဘတ်စောတွေအင်ကိုရောက်တော့ဈေးထွက်ဒေတာတွေ့ရပြီးတော့ဘသူမှမရှိတာကြောင့်ချာမုံရောင်းစီကိုဖုန်းဆက်လိုက်ပါတယ်။ချိုင်းဝဲတပည့်ကဘတ်စောထဲနဲ့ဗမ်မင်းထဲဟာညီကိုနှစ်ယောက်ဖြစ်ပြီးတော့နှစ်ယောက်စလုံးကချမ်းမိုးဂိုင်းသားတွေဖြစ်ခဲ့မိ။ဗမ်မင်းထဲကဘတ်စောတွေကိုဓာတ်နဲ့ထိုးတဲ့ကောင်မတန်ဆွမ်းအောင်လုပ်ပြီးတော့ထောင်ထဲဝင်သွားကြောင်းထောင်ကပြန်ထွက်လာအောင်လဲချမ်းမိုးဂိုင်းဟာထွက်ကအရိယာကွက်ကိုပြန်မလာတော့တဲ့ကြောင်းချိုင်းဝဲတပည့်ချင်းကြီးကကားမောင်းင်းနဲ့ရှင်းပြပါတယ် ဒါပြင်ပတ်စောထဲမှာခြာမုံးယောင်းဆိုတဲ့ဇင်းသွင်းလက်ထပ်မထားတဲ့မျိုးသမီးတယောက်ရှိကြောင်းလည်းပြောပြပါတယ်။အဲ့ချိန်မှာကားလမ်းပိတ်နေတော့ဘတ်မင်ထဲကသူတို့ရဲ့ကားဘေးကဖြတ်သွားပြီမယ်သူတို့လည်းမသိခဲ့ပါဘူး။ချင်းနဲ့ချမ်းဝင်တို့ဆရာဘဲကဘတ်စောထဲနေထိုင်ရာအိမ်ကိုရောက်တော့ဘေးကန့်အဖွားကြီးကိုစစ်ဆေးတဲ့အခါမှာဘတ်စောထဲနဲ့ခြာမုံးယောင်းကကြောင်နဲ့ကြွက်လို့တကြက်ကြက်ဖြစ်နေကြကြောင်းကိုပြောပါတယ်။သူတို့ရဲ့ကလေးကိုလည်းတနေရာပို့ထားကြောင်းပြောပြရင်လည်းခုနကဘတ်စောထဲရဲ့အကိုဘတ်မင်ထဲကလာသွားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ရက်ခွဲရလူတွေကဘတ်မင်ထဲကိုမှတ်မိပြီးတော့တီးလို့ပြောနေကြတယ်။ဘတ်မင်ထဲကတော့ ဂိုင်းကျုပ်ချမ်းမိုးစီကိုရောက်ရှိသွားကဘတ်စောထဲအကြောင်းကိုစုံစမ်းခဲ့တာပါချမ်းမိုးကတော့ဘတ်စောထဲကလိုပဲ၃လရက်လောက်ပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့ရှိနေကြောင်းပြဿနာရှိတာကြောင့်တနေရာမှာပုံနေရာဖြစ်ကြောင်းခတ်ပေါ်ပဲပြောပြပါတယ်ဗတ်မထဲကချမ်းမိုးဂိုင်းကလမ်း၃စုံဂိုင်းနဲ့ပြဿနာရှိနေလားဆိုပြီးတော့မေးတဲ့အခါချမ်းမိုးကဗတ်မင်ထဲကချမ်းမိုးဂိုင်းသားလည်းမဟုတ်ပါပဲနဲ့ဘာကြောင့်သူကရှင်းပြနေရမှာလဲဆိုပြီးတော့ချမ်းမိုးကပြန်မေးခွန်းထုတ်ပါတယ်ချမ်းမိုးကလမ်း၃စုံဂိုင်းဘက်ကိုသွားပြီးတော့မေးမနေဖို့သတိပေးတော့ဗတ်မင်ထဲကဒီတိုင်း အတိပေးအောင်လောက်ပဲလာပြောပြတာဖြစ်ကြောင်းပြောကအိတ်ကိုဆွဲပြီးတော့ပြန်လာပါလေချမ်းမုံခိုင်းသားတယောက်ကလည်းဗတ်စောထဲအကြောင်းကိုစုံစမ်းမနေဖို့ဗန်းမင်ထဲကိုသတိပေးလိုက်ပါလေဗန်းမင်ထဲကညနေစာကိုခေါင်ဆွဲဆိုင်ဆိုင်မှာဝင်စားရင်းချမ်းမုံဖွဲသားရောင်စောနဲ့တွေ့ခဲ့ရပါလေရောင်စောကဗန်းမင်ထဲအနားကိုမကဲရဲပဲနဲ့ဝေးဝေးကစကားပြောနေရကြောင်းဗန်းမင်ထဲကလမ်းပြီးတော့ခေါ်လိုက်ပါလေရောင်စောကသူတို့ဂွေနဲ့ကိုလာလို့မဖြစ်ကြောင်းဗန်းမင်ထဲကိုသတိပေးတဲ့အခါဗန်းမင်ထဲကသူဟာတာမန်ပြည်သူတူပဲဖြစ်တာကြောင့်လွတ်လပ်စွာသွားလာခွင့်ရှိကြောင်းပြန်ပြောပါလေဗန်းမင်ထဲကဗတ်စောထဲအကြောင်းကိုမေးတော့ ပြီးကြတဲ့ရက်ကဂျာမွေးအောင်အလုပ်လုပ်တဲ့ KTV ဆိုင်ရှိမှတွေးကြရအောင်ပြန်ဖြေပါရယ်ဆိုင်ဆရာဂန်ဟိုရောင်းနဲ့တွေ့သေးလားလို့မေးတဲ့အခါရောင်စော့ကဂန်ဟိုရောင်းကိုရှာမနေဘူးနဲ့ဗမ်းမင်ထဲကိုတွေ့ရင်သူကဒေါသထွက်သွားလိမ့်မယ်လို့သတိပေးလိုက်ပါရယ်နောက်နေ့မှတော့ဗမ်းမင်ထဲဟာအပေါ့ရအများပြားနဲ့တေဆုံးနေတဲ့ဗတ်စောထဲအလောင်းကိုဆေးရုံမှာတွေ့လိုက်ရပါရယ်ဗမ်းမင်ထဲကဒါခိုင်းသားချင်းလှုပ်ကြံမှုမှန်းရိမ့်မိသွားပြီးတော့ဗတ်စောထဲကိုသူကိုယ်တိုင်ချံမူခိုင်းနဲ့စွဲသွင်းပေးခဲ့မိတာကိုနောက်ထပ်ရနေပါရယ်ချောင်းတို့ရဲဘက်ကလည်းဂျာမွေးရောင်းရဲ့အခန်းမှာသွေးကွက်တွေတွေ့ရတာကြောင့် ချောင်းမောင်းနဲ့ပတ်သက်ပြီးတော့ဘတ်မင်ထဲကိုမေးမြန်းစုံစမ်းကြပါလိမ့်။ဘတ်မင်ထဲကတော့ဘတ်စောထဲတေဆုံးတဲ့ကိစ္စကိုစုံစမ်းဖို့ပြောင်ကူးစီကိုသွားပြီးတော့အကူကြီးတောင်းခဲ့မိပြောင်ကူးကခြံမုတ်ကိုအကြောင်းပြကငင်းဆန်ခဲ့ပါလိမ့်။ပြောင်ကူးစီကလည်းပြန်လာတဲ့ဘတ်မင်ထဲကိုရောင်စောတို့ကစောင့်နေပြီးတော့သူတို့ခွေနဲ့ဝေမလာခဲ့ဖို့နဲ့ဆက်လက်မစုံစမ်းဖို့ဓာတ်နဲ့တားတာကြောင့်ဘတ်မင်ထဲကအိတ်ထဲကတန်ပိုက်နဲ့ထုတ်ကြရင်တိုက်ပွဲတွေဖြစ်ပါတော့တယ်။ဘတ်မင်ထဲကအားလုံးလဲသိမ့်ခဲ့ပြီးချိန်မှာပဲပြောင်ကူးကရောက်လာပြီးတော့ဘတ်မင်ထဲကိုကားနဲ့တင်ခေါ်သွားလိုက်ပါလိမ့်။ချမ်းတို့ရဲတပ်ဖွဲ့ကတော့ ။ချောင်မယောင်ရဲ့ KTV မှာစစ်ဆေးကြရင်တယောက်ကကြံစီတက်ဖြတ်သွားကြောင်းသိကြသလိုချောင်မယောင်ဟာဘတ်စောထဲတေဆုံးပြီးဗန်ကငွေတွေကိုထုတ်သိမ်းသွားကြောင်းကိုသိလိုက်ရပါတယ်။မကြာခင်မှာအမှုလိုက်ရမှာပူပေါင်းလာတဲ့အမျိုးသမီးစုံတောင်းမင်းလဲရောက်လာပါတယ်။နောက်တစ်ရက်မှာဘတ်စောထဲနဲ့ချောင်မယောင်တို့ဖုန်းတွေရဲ့မှတ်တမ်းတွေအမျိုးသမီးစုံတောင်းမင်းနဲ့ချမ်းအောင်ကစိုင်းဆရာကံဟောင်ရောက်တဲ့ညခီးဆိုတဲ့စောင်းမိတ်ဆက်ပွဲကိုရောက်လာခဲ့ပါတယ်။ကံဟောင်ရောက်ကတော့သူနဲ့ချာမိုးရောက်ကဒီလိုပဲယဉ်ကျေးမှုတင်တန်းတစ်ခုကိုတိုင်နေခင်မင်ယုံလောက်သာဖြစ်ကြောင်းမေးမြပဲပြန်လည်ဖြေချလိုက်ပါတယ ဗမ်းမေထိုင်တဲ့ဘျောင်ကီတို့အတူရှိနေတော့ရောင်စောတို့ကိုတီးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘျောင်စောကဘာကြောင့်လဲလို့လာပြီးတော့မေးတော့ဗတ်စောတွေတေဆုံးသွားတောင်းပြောလိုက်တဲ့အခါဘျောင်စောကသူနေရာမှားလာခဲ့ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ကံဝင်ရောင်းကတော့ဟိုဒီပြန်လဲမှွေနောက်ရင်နဲ့သူအတန်ဖမ်းထားခဲ့တဲ့ခြာမုံရောင်းရဲ့ရင်ဖွင့်တန်တွေကိုပြန်လဲတွေးရှိသွားပါတယ်။ခြာမုံရောင်းကဗတ်စောတွေကိုအိတ်နေတော့ဘလို့တတ်ချင်ပြီးကြောင်းဘလို့တတ်စီခြင်းကြောင်းဒါမလို့တစုံတယောက်ကလာပြီးတော့တတ်ဖြတ်ပြီးရင်ကောင်းမှာပဲဆိုတဲ့အကြောင်းတွေပြောထားတာတွေကိုဂံဝင်ရောင်းကပြန်လဲပြီးတော့နားထောင်နေတာပါ နောက်ထပ်မှာဗတ်မိထိုင်တဲ့ဗျောင်ကျူက KTV နားမှာသွားပြီးတော့စုံစမ်းနေတယ်။စုံနောက်တွေကခြာမွေးအောင်ကိုတန်တရားဝင်နေကြောင်းသိခဲ့ရပါတယ်။ဗတ်မိထိုင်တို့က KTV ဘေးကခေါက်ဆွဲဆိုင်မှာထိုင်နေတော့ဂန်ဝေအောင်ကရောက်လာပြီးတော့ခြာမွေးအောင်အကြောင်းကိုခေါက်ဆွဲဆိုင်ရှင်စီမာလာပြီးတော့မေးပါတယ်။နောက်တော့ဂန်ဝေအောင်နဲ့ခေါက်ဆွဲဆိုင်ရှင်ကဒီလိုပြောရင်းနဲ့ဂန်ဝေအောင်ကထွက်သွားတာကိုဗတ်မိထိုင်တို့ကတွေ့လိုက်ရပါတော့တယ်။ဗတ်မိထိုင်တို့ကနောက်ခံလိုက်ကြည့်တဲ့အခါမှာဂန်ဝေအောင်ကခြာမွေးအောင်ရဲ့အခန်းကိုသွားလိုက်တာပဲဖြစ်ပါတယ်။ဗတ်မိထိုင်ကလည်းဂန်ဝေအောင်ရဲ့နောက်ကနေဝင်လိုက်သွားပြီးမေးလိုက်တော့ ကံအောင်ကရေရာပြန်မဖြေပဲရှိနေခဲ့တာပါ။နှစ်ယောက်သားလုံးထွေးနေကြတော့မှပဲဘိန်းကအတော်ကြီးကလန့်ခေါ်တာကြောင့်ခြံအောင်ကရောက်လာပြီးတော့လူဆောင်တက်ဆုံပါလားဟေးလို့ပြောကနှစ်ယောက်စလုံးရဲစခန်းစီခေါ်သွားလိုက်ပါလေ။စောတော့မင်းကကံဟုံယောင်ရဲ့ညာခီးဆိုတဲ့စာအုပ်ထဲကမင်းသမီးဟာခြာမိုးယောင်နဲ့အဖြစ်ပြက်အားလုံးဒီပါတူညီနေတဲ့အကြောင်းနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာများရှိလားလို့မေးပါလေ။ကံဟုံယောင်ကဒီလိုပါပဲလို့ပဲပြန်ဖြေပြီးသူ့ကိုဒဏ်တက်မယ်ဆိုရင်လည်းဂျေနတ်စွာခိုင်မဲ့အကြောင်းကိုပြောတော့ချမ်းဟုံကလိုအပ်မှသာပြန်ခေါ်မဲ့အကြောင်းကိုပြောကပြန်လှုပ်လိုက်ပါလေ။ စကန်ပြန်မှာဗမ်းမိထဲကဂန်ဝေအောင်ကိုစောက်ဆိုတာဘာလဲသူညီတင်မဲ့အကြောင်းကိုဘလို့သိပြီးတော့စောက်ထဲမှာထိအေးထားလဲလို့မေးလိုက်တော့ဂန်ဝေအောင်ကလည်းစောက်ကစိတ်ကွင်းရမှုဖြစ်ကြောင်းကိုပြောကထွက်သွားပါတယ်ဗမ်းမိထဲတို့ကချာမုံရောက်နဲ့ဂန်ဝေအောင်နဲ့ပတ်သက်မှုတွေကိုသိရဖို့ရင်ကျင်းမှုတင်တဲ့အတူတူတက်ခဲကြတဲ့ချွဲကြောင်ရောက်နဲ့ဂန်ဆုံးကိုလို့စီမှာသွားပြီးတော့မေးမြန်းကြပါတယ်ဂန်ဆုံးကတော့တင်တဲ့မှာစေမောတက်ပြီးတော့ကိုအကြောင်းကိုပြောပြတာကြောင့်တောင်နဲ့တယောက်အကြောင်းတွေသိနေကြတာဒါဖြစ်ကြောင်းပြောလိုက်ပါတယ်စုံစမ်းစစ်ဆေးမှုတွေရဗမ်းမိထဲနဲ့ဗျောင်ကျူက ချောင်ရိုင်းမျိုးကိုထွက်လာကြပြီးတော့ဂန်ဟိုယောင်းကလည်းအဲ့မျိုးကိုလာနေတာပါအင်တာနက်မှာတော့ဂန်ဟိုယောင်းရဲ့ညာခီးဝိထုတဲကအတိုင်းတွေဟာအပြေမာတကယ်ဖြစ်လာတဲ့အကြောင်းတွေသတင်းတွေတက်နေပါလေဂန်ဟိုယောင်းကချောင်မိုးယောင်းရဲ့မောင်မြောင်ဦးစီကိုရောက်သွားတယ်မြောင်ကသူကိုယ်တိုင်လဲဗတ်စောထဲကိုတက်အမဲ့ဒီလိုလှုပ်ထဲလိုက်ရင်ကောင်းမလားဆိုတော့အတူရောင်မျောလင်းချက်တွေအပေးခံရတဲ့ဇက်ကောင်ဖြစ်ဆောင်ထဲမှာထည့်ရေးခံထားသူဖြစ်ကြောင်းကိုပြောပြလိုက်ပါလေဂန်ဟိုယောင်းကချောင်မိုးယောင်းဗမာရှိလေလို့မေးလိုက်တော့မောင်ဖြစ်သူကဖြေဆိုခြင်းမရှိဘဲရှိနေခဲ့ပါလေ ။ညောင်တော်လည်းဘန်းမင်ထဲကမြောင်ဦးရဲ့အိမ်မှာစောင့်နေပြီးတော့ချောင်မယောင်ကစိတ်တွေပင်ပန်းခဲ့ပြီးမြောင်ဦးကဗတ်စောတဲ့ပေါ်နာကြီးနေတာသူသိကြောင်းဘန်းမင်ထဲကပြောလိုက်ပါလေ။ဒါမဲ့ချောင်မယောင်အနေနဲ့အခုလိုလွတ်လိုက်ဖို့မသင့်တော်ကြောင်းပြောတဲ့အခါမြောင်ဦးကသူမစီရသမျှခွာစားနေသူတေသွားတော့မကောင်းလားလို့မေးလိုက်တာကြောင့်ဘန်းမင်ထဲကဒေါသထွက်ပြီးတော့မြောင်ဦးရဲ့ပါးကိုတစ်ချက်ပုတ်ထည့်လိုက်ပါလေ။ဘန်းမင်ထဲကဒူမဖြစ်သူစုမင်းရဲ့ပုံကိုပြပြီးတော့ကလေးကဘသူစီမာလေးလို့မေးလိုက်တော့မြောင်ကမဖြေတာကြောင့်ဗန်းမင်ထဲလဲထားထွက်သွားလိုက်ပါတယ် ဗန်မင်ထဲဟာဂျာမွန်ရောက်တဲ့တင်တန်းတူတက်ခဲ့ဘူးသူတွေစီကိုသွားအုပ်ပြီးတော့ဂျာမွန်ရောက်ចောင်းတွေကိုစုံစမ်းပေမဲ့ရေအားတဲ့ဖြေကိုမရခဲ့ပဲရှိပါတယ်။နောက်ထပ်လည်းဂျာမွန်ရောက်ရဲ့တင်တန်းပေါ်တငယ်ချင်းစီကိုသွားပြီးတော့စုံစမ်းလိုက်ပါတယ်။လေးစာရစားတောက်ဆိုင်တစ်ခုဖြစ်ပြီးတော့တငယ်ချင်းဖြစ်သူမိဘနှစ်ပါးကိုသာတွေ့လိုက်ရပါတယ်။ဗန်မင်ထဲကဂျာမွန်ရောက်ရဲ့တငယ်ချင်းရဲ့မိခင်ဖြစ်သူကိုဂျာမွန်ရောက်လာသေးလားလို့အမှတ်တမဲ့မေးလိုက်တော့မိခင်ဖြစ်သူကမျက်နှာပြတ်သွားပြီးဘာမာရာလေးလို့ပြန်ပြီးတော့မေးပါတယ်။ဒီတော့မှဗန်မင်ထဲကဖတ်ထုတ်တပွဲပေးဖို့တောင်းဆိုလိုက်တာပါ။ ။ဗမင်းထဲကအပေါ်ပါသွားသလိုဘာလို့နဲ့ဆိုင်နောက်ဖက်ကိုဝင်သွားပြီးတော့အခန်းတွေကိုတခန်းချင်းဖွင့်ကလိုက်ရှာပါလေ။အထဲကနေပြန်ထွက်လာတဲ့ခါမှတော့သူဝင်လာစဉ်ကတွေ့ခဲ့တဲ့ကလေးမလေးနဲ့အမျိုးသမီးကိုဇဝဲဝိုင်းမှမတွေ့ရတော့ဘဲစားလဆရီသားကြိုင်းနေတာကြောင့်မသိငါဖြစ်ပြီးတော့အဲ့ဒီသားမီးကိုလိုက်လံရှာဖွေပါတော့တယ်။အပြေဘက်မှာတော့လူတွေရှုပ်ထွေးနေတာကြောင့်ဗမင်းထဲကအမျိုးသမီးနဲ့ကလေးကိုမျက်ခြေပြသွားပါလေ။ဒါမဲ့ချာမောင်ရောင်ရဲ့မျက်နှာကိုလူကြားထဲမှာဖြတ်ခနဲတွေးလိုက်တာကြောင့်အမြန်လိုက်ခဲ့မယ်မတွေ့ရတော့ပဲဖြစ်ကြံနေခဲ့ရပါလေ ။ဗမင်ထဲကဂတ်ဆိုးကြီးတစ်လုံးကိုမပြီးတော့ဆောဆောဆိုင်ထဲကိုပြန်ဝင်လာကတကောင်းအလုံးပိတ်လိုက်ပြီးတော့ချောင်မွေးအောင်ဗမာလေးလို့မေးပါတယ်။ဇန်ရှင်အဓိကချောင်မွေးအောင်ကိုဘာကြောင့်လိုက်ရှာနေရလဲလို့မေးပြီးတော့သူငယ်ချင်းအမတယောက်စီကိုသွားကြောင်ပြောလိုက်ပါတယ်။အန်ဒီကဒီတိုင်းလှုပ်ပေးထားရင်လည်းကောင်းကောင်းနေမဲ့လူတယောက်ကိုဘာကြောင့်လိုက်ရှာနေရလဲလို့မေးလိုက်တာပါ။ချောင်မယောင်ကတော့သူ့ရဲ့သမီးလေးနဲ့အတူတူဘတ်စကားတစ်စီးနဲ့ထွက်သွားတာကိုတွေ့ရပါလိမ့်။ဇုံနောက်မင်းကတော့ Osro KTV ကိုသွားပြီးတော့ကွန်ပျူတာတွေထဲကိုဝင်ရောက်ပြီးတော့ဒုံးမွေကရှာဖွေပါတော့တယ်။ အဲဒီမှာဂန်ဝင်ရောင်းတန်ဖန်းထားတဲ့ချာမွန်ရောင်းရဲ့ရင်ဖွင့်စကားတွေကိုကြားလိုက်ရပါတော့တယ်။အဲ့တန်ဖိုင်ထဲမှာချာမွန်ရောင်းကသူဟာမဖြစ်နိုင်မှန်းသိပေမဲ့ဗတ်စောတဲ့လေဘင်းကိုဓာတ်ထိုးသွင်းပြီးတော့သမီးကလေးနဲ့အတူတူရွာမှာပြန်ပြီးတော့တောင်ယာလှုပ်ချင်တဲ့အကြောင်းတွေကိုပြောထားခဲ့တာပါ။သူမှာဒါပြင်တခြားနီးလမ်းမရှိတောင်းနဲ့ဒီလိုလှုပ်ချင်ပေမဲ့လည်းကိုညီမဲ့သူမရှိတောင်းကိုပြောထားခဲ့တာပါ။ဂန်ဝင်ရောင်းကလည်းချိန်ထဲမှာပဲအဲ့တန်ဖိုင်ကိုဘယ်နဲ့ချိန်မှန်းမသိနားထောင်နေပါတယ်။ဗမင်ထဲကဂန်စွမ်းကူရဲ့အလုပ်ကိုရောက်ပြီးတော့စုံစမ်းတဲ့အခါမှာ ချောင်မယောင်ကဂန်ဝေယောင်ရဲ့စာအုပ်ထဲမှာတော့ကိုရီးယားကနေအပီးထွက်သွားတဲ့အကြောင်းရေးထားတယ်လို့ပြောပါတယ်။အဲလိုမှမဟုတ်ရင်ချောင်မယောင်ဟာအပြိုးပွားကနေရာလေးကိုပြန်သွားမှာဖြစ်တယ်လို့ပြောမှုကြောင်းဂန်ဆွမ်းကူရဲ့ပြောစကားအရသိလိုက်ရပါတယ်။အဲဒီမှာဗျောင်ကျူကသူ့ရဲ့ဇီနီယာနဲ့ဖုန်းပြောနေပြီးတော့ဗမ်မင်ထဲရောက်လာချိန်မှာဖုန်းကိုအမြန်ချပြီးဗမ်မင်ထဲသွားချင်တဲ့ဟဲနန်ကိုကားမောင်းပြီးတော့ပို့ပေးလိုက်ပါတယ်။ KTV ရုံးခန်းထဲမှာချောင်မယောင်ရဲ့တန်ဖိုင်ကိုနားထောင်နေတဲ့စုံတော်မင်းကနောက်မှရောက်လာတဲ့ရဲမှုချမ်းယုံရဲ့ဒီမှာပါလာလုံးနေရလဲဆိုတော့အတန်ကြောင့်လန့်သွားခဲ့ပါတယ်။ စတော်မင်းကဂန်ဟိုရောက်နဲ့ဗမင်တဲ့ဒီနေအောင်သိရှိမယ်ဆိုရင်ခြံမယောင်ကိုတွေ့ပြီဖြစ်တာကြောင့်သူတို့နှစ်ယောက်ဒီနေအောင်ရှာပေးဖို့ခြံယုံစီမှာအကူအညီတောင်းလိုက်ပါတယ်အဲဒီမှာပဲဂန်ဟိုရောက်ကလည်းကားကိုမောင်းပြီးတော့ခြံမယောင်ရှိနိုင်မယ့်နေရာကိုထွက်လာနေသလိုခြံယုံနဲ့စုံတော်မင်းတို့ကလည်းခြံမယောင်ရှိနိုင်လောက်မဲ့နေရာကိုမှန်းဆပြီးတော့ထွက်လာခဲ့ပါတယ်ပြောင်ကူကကားမောင်းနေနဲ့ဘတ်စောထဲကိုခြံမယောင်ကတတ်လိုက်တယ်ဆိုရင်ဘာဆက်လို့မလဲလို့ဗမင်ထဲကိုမေးလိုက်ပါတယ်ဗမင်ထဲကအဲ့လိုတကယ်ဟုတ်ခဲ့မယ်ဆိုရင်ခြံမယောင်ကဘတ်စောထဲနောက်ကိုလိုက်သွားမှာဖြစ်ကြောင်းပြောလိုက်ပါတယ် ။ဗမင်ထေဟာဟေနန်ကိုရောက်တော့စုံစမ်းထားတဲ့လိပ်စာအတိုင်းကော်ဖီဆိုင်ကလေးဆိုင်စီကိုထွက်လာလိုက်ပါတယ်။ဆိုင်ထဲမှာတော့စားသုံးသူနှစ်ယောက်နဲ့ဆိုင်ရှင်မျိုးသမီးကြီးတအုပ်သာရှိနေခဲ့တာပါ။ဗမင်ထေကတော့ဘသူ့အမှားပါမပြောဘဲခတ်တီနဲ့ပဲဆိုင်နောက်ဖက်ကိုဝင်သွားကာအကာအကွယ်တွေဖဲအခန်းတွေထဲဝင်မှွေပြီးတော့ကြည့်ရှုပါတော့တယ်။ဆိုင်ထဲမှာရောင်းနှင်းနဲ့စားသုံးသူနှစ်ယောက်ကဗမင်ထေကိုကွက်ကြီးကွက်ကြီးနဲ့ဖြစ်သွားကြပါလိမ့်။ဗမင်ထေကတခုမှမဟုတ်ပြောလိုက်တော့ဆိုင်ရှင်ကထလာတဲ့အခါဗမင်ထေကခြာမွေးအောင်ကိုမမြင်မိကြောင်းပြောလိုက်ပါတယ ဆိုင်ရှင်ကဟမ်ဘာသူလဲဘဲရလဲလို့ပြန်မေးနေကြအောင်ဘမ်းမင်ထဲကโซดาดับลินသာပေးဖို့တောင်းဆိုလိုက်တာပါအရင်ရောက်နေတဲ့မျိုးသားနှစ်ယောက်ကဆိုင်ရှင်မျိုးသမီးကိုအဲ့လူကတိတဲ့လူလားလို့မေးပါတယ်ဆိုင်ရှင်မျိုးသမီးကခေါင်းခါပြတဲ့ခါနှစ်ယောက်ထဲကတစ်ယောက်ကအကြောင်းလည်းမရှိဘဲသူများဆိုင်နေဟူဝင်ဒီထွက်ဘာကြောင့်လုံနေရလဲလို့မေးလိုက်တာပါဘမ်းမင်ထဲကပြန်မဖြေပဲပြုံးလိုက်တာကြောင့်အဲ့လူကသူပြောတော့ရီလိုက်တာလားဆိုပြီးတော့ထားလာပါတော့တယ်ဘမ်းမင်ထဲကဘာမှပြန်မပြောဘဲငြိမ်နေတော့တပတ်လူကရောင်းတက်လာပြီးဘမ်းမင်ထဲစပွဲနာထီကိုရောက်လာပါတယ် မ်းမိန်တွေကလေးတော့လို့ပြောလိုက်တော့အဲ့လူကဇိုးကနေလာလာလာလို့မေးလိုက်ကဗမ်းမိန်ထဲရဲ့ပါးကိုသွားပြီးတော့ပုတ်ပါတယ်ဗမ်းမိန်ထဲကဘာမှမပြောဘဲနဲ့အဲ့လူရဲ့လက်ကိုကိုင်းကားဇပွဲပေါ်ကိုချပြီးတော့စရင်မတ်တဲ့ဘောပင်နဲ့ကောက်ထိုးလိုက်တဲ့အချိန်မှာနောက်ကထထလာတဲ့သူကိုလည်းပန်းအောင်နဲ့ကောက်ရိုက်ထိတ်လိုက်ပါတယ်မကြိုင်မှာပဲဂန်ကိုရောင်းကလည်းအဲ့ဒီဆိုင်ရှိကိုရောက်လာပြီးပြောင်ကျူနဲ့မင်းနဲ့ချင်းဆိုင်တိုးပြီးတော့ရှိုးလိုက်ကြပါတယ်ဂန်ကိုရောင်းကဆိုင်ပေါ်ကိုရောက်တော့ဗမ်းမိန်ထဲနဲ့တဲတဲ့တိုးပြီးတော့စကားပြောနေကြအချိန်မှာဆန်ရှင်အန်ဒီကအဲ့လူတွေဆိုင်အောင်ရောက်လာကြပြီးဆိုရင်မက်ဆေ့ကိုတစုံတစ်ယောက်စီကိုပို့ပေးလိုက်ပါတယ် ဗမင်ထဲကအလုံးများတဲ့သူကရွာဘက်ထိဘာလာလို့တာလဲလို့ဂန်ဝင်ရောက်ကိုမေးလိုက်ပြီးချောင်းမောင်ကိုလာရှာလာစောင်းထဲမှာလည်းသူ့ညီကိုတတ်ထားသေးတာပဲဆိုပြီးတော့ပြောပါတယ်ဂန်ဝင်ရောက်ကလည်းဗတ်စောထဲကဘလို့လူလဲဘလောက်ထိစိုးလဲဆိုတာအလုံးသိတယ်လို့ပြောလိုက်တော့အဲ့ဒါကြောင့်တတ်ချင်တာလားလို့ဗမင်ထဲကမေးပါတယ်အဲ့ဒီမှာပဲဆန်ရှဲညီမဖြစ်သူကရောက်လာပြီးတော့ချောင်းမောင်လည်းရောက်နေတာဆိုတော့ဒီကနေ့အသားလေးငါးလေးချက်စားကြမယ်လို့ဆန်ရှဲမျိုးသမီးကိုလှမ်းပြောတော့ဆန်ရှဲကမျက်စိမျက်နှာတွေပြက်ကဘာပြောနေရလဲဆိုပြီးတော့လှမ်းပိတ်ပါတယ်ဒီတော့မှဗမင်ထဲကထလာပြီးတော့ချောင်းမောင်ဗမာလေးလို့မေးလိုက်တဲ့အခါမျိုးသမီးက သူ့ရဲ့အိမ်မှာရှိနေကြောင်းကိုပြောလိုက်ပါတယ်။ဗမ်းမေထဲနဲ့ဗျောင်ကျူကဆိုင်းရှင်ကိုခေါ်ပြီးတော့အိမ်ကိုပြန်သွားတဲ့အချိန်မှာဆိုင်းရှင်ဖုန်းကမက်ဆေ့ပို့လက်စနဲ့ကြံရင်နေတာကြောင့်ဂန်ဝယောင်းကခြာမွေယောင်းစီကိုလှမ်းပြီးတော့ဆက်လိုက်ပါတယ်။ဗမ်းမေထဲကဆိုင်းရှင်ရဲ့အိမ်မှာခြာမွေယောင်းကိုရှာနေတဲ့အချိန်ဟန်ကွေယောင်းကဆိုင်းရှင်ရဲ့ညမကိုခြာမွေယောင်းကဗမာလေးလို့မေးလိုက်ပါတယ်။ဆိုင်းရှင်ညမကဆိုင်းနောက်ဖက်အခန်းမှာရှိတောင်းပြောလိုက်တာကြောင့်ဂန်ဝယောင်းကခြာမွေယောင်းကိုလိုက်လံရှာဖွေပါတော့တယ်။ဆိုင်းရှင်ဗမ်းမေထဲကိုရွာကရဲမှုရဲ့အိမ်ကိုခေါ်သွားတာကြောင့်ရဲကဘယ်ရလဲဘာလဲမေးနေပြီးတော့ဗမ်းမေထဲကတော့ အိမ်မလာဖြစ်ကြောင်းပြောကရဲကိုခေါ်ပြားနဲ့ရိုက်ထလိုက်ပါလေ။ကံဝင်ရောင်းကပေါ်တဲ့ကိုတတ်သွားတဲ့ချိန်မှာအငွေးထွက်နေတဲ့ကော်ဖီကွက်ကိုသာတွေ့ရပြီးချောင်ဝင်ရောင်းကိုမတွေ့ရတော့ပါဘူး။မကြခင်မှာကံဝင်ရောင်းရဲ့လက်ထဲကဆိုင်ရှင်ရဲ့ဖုန်းစီကိုအခုကားကိတ်ကိုသွားနေဖြစ်ကြောင်းရေးထားတဲ့ချောင်ဝင်ရောင်းရဲ့မက်ဆေ့ကဝင်လာတာကြောင့်ကံဝင်ရောင်းကကားကိတ်ကိုအပြေးလိုက်ခဲ့ပါလေ။ပြောင်ကူကချမ်းယုံစီကိုဖုန်းဆက်ပြီးတော့ချောင်ဝင်ရောင်းကိုတွေ့ပြီးဖြစ်ကြောင်းသတို့တင်ပြီးတော့လှမ်းလျှောက်တင်ပါလေ။ပြောင်ကူနဲ့ဗမ်မင်ထဲတို့ကဆိုင်ရနေထွက်လာကြတဲ့ချိန်မှာဆိုင်ထဲမှာရန်ဖြစ်ခဲ့တဲ့လူတွေကနောက်ထပ်လူတွေထပ်ပြီးတော့ခေါ်လာပြပြီး တို့ကဗမ်းမင်ထဲတို့ရှေ့ကနေကားကိုပိတ်ရက်ကားပေါ်ဆင်းလာကဗမ်းမင်ထဲကိုကားတကားဖွင့်ခိုင်းပါလေဗမ်းမင်ထဲကမှန်ကိုချလိုက်ချိန်မှာအဲ့လူကခေါင်းဝင်လာပြီးတော့ဗမ်းမင်ထဲကိုဆွဲတာကြောင့်ထိုင်ကုန်နောက်ကိုလှန်ချကအဲ့လူရဲ့ခေါင်းကိုသူ့ရဲ့လက်ဆွဲတော့တန်ပိုက်ခေါင်းနဲ့ရိုက်ပါလေပြောင်ကူကကားကိုဗတ်ဆုပ်ပြီးတော့မောင်းထွက်လာခဲ့တော့မှအဲ့လူကပြုတ်ကျကျန်နေခဲ့ပါလေချောင်မြောင်နဲ့သမီးလေးကကားကိမ်းမှာရောက်နေပြီးတော့ခီးတဲ့နားနေခန်းမှာစီရမဲ့ကားကိုစောင့်နေကြတော့မှချောင်မြောင်ကဗတ်စောတဲ့အကြောင်းကိုပြန်ပြီးတော့တွေးနေပါလေ အဲဒီကဘတ်စောတဲ့နဲ့ချန်မိုးတို့က KTV ကိုရောက်လာပြီးတော့ပြဿနာတွေရှင်းနေကြပါတယ်။ဘတ်စောတဲ့ကဒေကြောင်းလုပ်ငန်းစုကအိုဟာဆောင်းကိုဗမ်းမင်ထရားတက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးချန်မိုးကကြိမ်းပေါင်းနေတာပါ။ချန်မိုးကအိုဟာဆောင်းကိုစေးမယောင်းမှုနဲ့အိုဟာဆောင်းရဲ့ဖေးသိလို့ရှိရင်အကုန်လုံးတေးကုန်မဲ့အကြောင်းသူသတိပေးခဲ့တာကိုပြန်ပြောကစိတ်တုန်နေခဲ့ပါတယ်။ချန်မိုးကဒီလိုသတိပေးထားတာတောင်မှတတ်ပြစ်လိုက်တာကဘာသဘောလဲလို့မေးလိုက်တော့ဘတ်စောတဲ့ကတေးဖို့မတေးဖို့မသေးကြအောင်ကွဲတောင်ပြဲတောင်နဲ့ပြန်ဖြေပါတယ်။ချန်မိုးကခုနကပြောတော့တေးပြီးထင်းနေတယ်။ အခုမသေးကြဘူးဆိုတာဗါလဲဆိုပြီးတော့ငိုမသားလို့ဗတ်စောတွေကိုဆဲလိုက်ပါလေဗတ်စောတွေကအတူတူမူးနေကြတော့ဟွာဆောင်ကဂျာမွန်ရောက်တဲ့ခနာအိဖို့တောင်းဆိုလာကြအောင်ဒေါသနဲ့လက်လွန်သွားတာဖြစ်ကြောင်းပြဲချောင်းချောင်းနဲ့ပြန်ပြောလိုက်ပါလေအဲ့ဒီမှာပဲဒေကောင်လုပ်ငန်းစုရဲ့ပြောရေးဆိုခွင့်ရှိသူကဂျာမွန်စီကိုဖုန်းဆက်လာခဲ့ပါလေဂျာမွန်ကဖုန်းကနာပြောပြီးတော့ဂျာမွန်ရောက်စီကိုသွားကစိတ်မကောင်းနဲ့မျက်နှာနဲ့မွန်ရောက်ရေးလို့ညီးသွားပြီးတော့ဘာမှမဟုတ်ပါဘူးလို့ဆိုကဂျာမွန်ရောက်ရဲ့ရှေ့ကဘောပင်ကွက်ထဲကစကူလဲကိုယူသွားခဲ့ပါလေဂျာမွန်ကစကူလဲကိုယူပြီးတော့ဗတ်စောတဲ့အခန်းနဲ့ဝင်သွားကာ ဒီလိုလာတာတယောက်ကိုအတီးပေးခဲ့သေးလားလို့မေးလိုက်ပြီးဘတ်စောတဲ့လဲဘင်းကိုထိုးချလိုက်ပါလေ။ကွဲကြောင်နဲ့ဘတ်စောထရရတော့သူ့ကိုထိုးလို့ထိုးမှန်းမသိပဲလဲဘင်းကိုလက်နဲ့စမ်းနေတုန်းမှချန်မိုကဘတ်စောထရရင်ဘတ်တဝိုက်ကိုစကူလက်နဲ့ချက်ပေါင်းများစွာထိုးသားပစ်လိုက်ပါတော့လေ။ချမောင်ကအပြင်ကနေအစာဆုံးကိုမြင်နေရပေမဲ့ဝင်ရောက်ဓာစီပြောဆိုခြင်းမရှိဘဲနဲ့အသာပဲကြည့်နေလိုက်တာပါ။မကြာခင်မှာသွေးတွေပေနေတဲ့ချမ်မိုကအခန်းထဲကထွက်လာပြီးတော့ချမောင်ကိုဆိုင်ပိတ်လိုက်တော့ဘူးအေးဆေးပဲပြောကချမောင်ကိုဘာဆက်လုပ်မှလဲလို့မေးလိုက်ပါတယ်။ ဂျာမွန်ရောင်းရဲ့ကန်ဆိုးမှုတွေကိုဒီနေရာမှာပဲရထားမလားလူသေးလိုပါးစပ်ပိတ်ပြီးတော့တိတ်တိတ်လေးနေသွားမှာလားလို့ဂျန်မိုကမေးလိုက်တာပါဂျန်မိုကပဲဆက်လိုက်ပြီးတော့ရဲဘက်ကဖြစ်ဖြစ်ဘတ်စောတဲ့အကိုဗန်းမင်ထရားပဲဖြစ်ဖြစ်မိသွားခဲ့ရင်တော့ဒါမီနောက်ဆုံးတေလိမ့်မယ်ဆိုပြီးတော့ချိန်ချောက်ခဲ့တာတွေကိုဂျာမွန်ရောင်းကပြန်ပြီးတော့တွေးနေခဲ့တာပါကံဝေအောင်ကမက်ဆေ့သတင်းရကာယီခွင်းရောက်လာပြီးတော့ဟိုဒီဒီဂိတ်ပေါင်းဆောင်မှာချာမွေအောင်ကိုရှာဖွေလို့နေပါလေ။မကြာခင်မှာပဲဗျောင်ကျူနဲ့ဘတ်မင်ထဲကားကလည်းကာယီဂိတ်ကိုရောက်လာကဘတ်မင်ထဲကကားပေါ်ကဆင်းသွားခဲ့ပါလေ ပြောင်ကူကကားပေါ်ဆင်းသွားတဲ့ဘက်မင်ထဲကိုလမ်းကျင်နေစတီယာရီမော်ကိုခေါင်းဆိုင်ကြာသွားခဲ့ပါလေ။ကံရောင်ကခီးထွက်ခါနီးကားတွေအပေါ်ကိုတစည်းပစည်းလိုက်ရှာနေသလိုဘက်မင်ထဲကလည်းတကယ်လုံးနဲ့ကားတွေမှာခြာမွန်ရောင်ကိုလိုက်ရှာနေခဲ့တာပါ။ကောင်းမှာကျဲနေတဲ့ပြောင်ကူကိုခြံပေါ်ကဖုန်းဆက်လာပြီးတော့တခုပြောလိုက်တဲ့အခါပြောင်ကူကဟုတ်ကဲ့သိပါပြီဆိုပြီးတော့ဖုန်းချလိုက်ပါလေ။ခြာမွန်ရောင်ရှာဖွေနေတဲ့ကံရောင်ကကားတွေပေါ်လိုက်ကြည့်နေတဲ့ဘက်မင်ထဲကိုတွေ့သွားခဲ့ပါလေ။အဲဒီမှာပဲစုံတော့မင်းနဲ့ရဲမှုချမ်းုံတို့ကလည်းကားဝင်ရောက်လာကြသလို ။တရင်ရရောက်လာရဲတွေကလည်းဗန်မင်ထဲကိုတွေ့သွားကြပါလိမ့်။ဗန်မင်ထဲနဲ့ဂန်အုံရောင်းကတပြိုင်တည်းရောက်လာပြီးတော့ချာမုံရောင်းနဲ့သုံးအောင်သားမြန်နှချင်းဆိုင်တွေ့နေချိန်မှာပြောင်ကူကချာမုံရောင်းရဲ့နောက်ကနေရောက်ချလာပြီးတော့ချာမုံရောင်းလို့ခေါ်လိုက်ပါလိမ့်။ချာမုံရောင်းကလှဲကြည့်တဲ့အခါမှာပြောင်ကူကချာမုံရောင်းကိုဖတ်ပြီးတော့ဇွား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 နဲ့ထိုးချပစ်လိုက်ပါတော့လိမ့်။ဗန်မင်ထဲနဲ့ဂန်အုံရောင်းတို့ကလည်းကြက်တီတေးတဲ့အချိန်မှာချာမုံရောင်းကလဲချသွားပြီးတော့ပြောင်ကူကထွက်ပြေးသွားပါတော့လိမ့်။ဗမ်မင်တဲ့ချာမုံရောင်းကိုဓာအနဲ့ထိုးပြီးတော့ထွက်ပြေးသွားတယ်ဗျောင်ခူးနောက်ကိုလိုက်ပါတယ်။ဂန်အောင်ရောင်းကတော့ဒဏ်အနဲ့လဲကျသွားတဲ့ချာမုံရောင်းကို ပြေးပွေးလိုက်တာပါ။ဗျောင်ကူကကားကိုမောင်းပြီးသွားတဲ့အခါဗန်းမင်ထဲကစကားပြောနေတဲ့တက္ကစီသမားတယောက်ရဲ့ကားကိုယူပြီးတော့နောက်ကနေလိုက်ပါတော့တယ်။ဂွေတစ်ခုရောက်မှတော့ဗန်းမင်ထဲကဗျောင်ကူရဲ့ကားကိုခေါင်းကနေပြီးတော့ဖြတ်တိုက်ချပစ်လိုက်ပါတယ်။ဗန်းမင်ထဲကအထီးနာသွားပြီမဲ့ကားပေါ်ကနေအတင်းဆင်းကဗျောင်ကူကိုဆွဲချကထိုးချိတ်မေးမြန်းပါတော့တယ်။ချမ်ဘိုကချမ်ဘိုရောင်းကိုတတ်ခိုင်းလာလို့ဗန်းမင်ထဲကမေးလိုက်တော့ဗျောင်ကူကတောင်းပန်ပါတယ်အကိုကြီးဆိုရယ်စကားတစ်ခုံးသာတွင်တွင်ပြောနေခဲ့ပါတယ်။ဗျောင်ကူကလဲကြသွားပြီးတော့ဗန်းမင်ထဲကလည်းအဲ့နေရာကနေထွက်လာပါတော့တယ်။ ။ဇော်နောင်းမေနဲ့ချောင်းတို့ကတော့ဂျာမွန်းအောင်ရဲ့သမီးလေးဘေးနားမှာနှစ်သိမ့်ပေးနေကြပြီးတော့ဂျာမွန်းအောင်ကိုလူနာတင်ကားနဲ့တင်ဆောင်သွားတဲ့အခါဂန်ဝရောင်းကရက်ကြည့်နေခဲ့ပါတယ်။ဂျာမွန်းအောင်ဆင်းုံတက်နေချိန်မှာဗမ်မင်ထဲကရောက်သွားတဲ့အခါဂျာမွန်းအောင်နေတဲ့အိမ်ကအန်ဒီကလည်းရောက်နေရကြောင်းဗမ်မင်ထဲကစိတ်ချပြီးတော့ပြန်သွားလိုက်ပါတယ်။ဗတ်စောထဲအသက်ခံရတဲ့နေ့ကဗတ်စောထဲကငုတ်တုတ်သေးနေပြီးဂျာမွန်းကတော့အေးဆေးတချင်းဆိုနေကဂျာမွန်းအောင်ကတော့ဂျမ်းမြေပေါ်ကဗတ်စောထဲသွေးတွေကိုလေးဘက်ထောက်ကုန်းပြီးတော့တုတ်ကတန်ရှင်းလုံနေခဲ့ပါတယ်။ နောက်ထပ်မှာတော့ဘမ်းမင်ထဲကနောက်တိုင်းဝိဆုံတေသက်ကြားနာစွာဝေးပြီးတော့မြေကန်းနာငါးဖန်းလေးစိတ်ကဆိုင်မှာစူကျူတောက်ဝင်နေလေငင်းခံနေခဲ့ပါလေမကြခင်မှာချန်မိုးရဲ့ညာဘက်လက်ထောက်ကရောက်လာကမြေပဲနဲ့မြီးမနေဖို့နဲ့ဘာမှပေးအောင်မလဲလို့မေးလိုက်ပါလေဘမ်းမင်ထဲကဂိုင်းချုပ်ချန်မိုးပမာလေးလို့မေးလိုက်တော့လက်ထောက်ကကောင်းကောင်းစားပြီးတော့ကျမ်းမအောင်တောက်ဖို့နဲ့အိမ်ကိုပြန်ပြီးတော့အနားယူလိုက်ဖို့ပဲပြောပါလေဘမ်းမင်ထဲကခုံဆောင်ကန်လိုက်တော့ညိုကြီးနာသွားတဲ့လက်ထောက်ကိုစူကျူပလင်းနဲ့ရိုက်ချလိုက်တဲ့အချိန်မှာနောက်ထပ်ဂိုင်းသားတွေထက်ရောက်လာတာကြောင့် ။ဗမ်မင်ထဲကသူ့ရဲ့တန်ပိုက်ခေါက်ကိုထုတ်ယူတော့တပတ်ဂိုင်းသားတွေကိုကျုံးမာတော့တယ်။ဗမ်မင်ထဲကအကုန်လုံးကိုတိုက်ခိုက်ပြီးတော့ချမ်မိုရှိကရုံးကန်းစီကိုတဲ့တဲ့ပဲရှောက်သွားလိုက်ပါတယ်။ဗမ်မင်ထဲကရုံးကန်းဝမှာဂိုင်းသားတွေနဲ့တိုက်ခိုက်ကြပြန်ပါတယ်။ဗမ်မင်ထဲကအပြင်မှာစောင့်နေဂိုင်းသားတွေကိုထုချေလို့ပြီးမှချမ်မိုရဲ့ရုံးကန်းထဲကိုဝင်လာလိုက်ပါတယ်။ချမ်မိုကရုံးကန်းထဲမှာကိုရီးယားရက်ဖြူတွေကိုတောက်နေနဲ့ဒီဒီတော့မှဘာလာလောက်တာလဲလို့ဗမ်မင်ထဲကမေးကရက်တစ်ခွက်ငှဲ့ပေးလိုက်ပါတယ်။ဗမ်မင်ထဲကလည်းချမ်မိုရဲ့မျက်နှာလေးကိုမတွေ့ရတာကြားတာကြောင့်လာကြည့်ရတာဖြစ်ချောင်းပြောပြီးတော့တစ်ခွက်တောက်လိုက်ပါတယ်။ ။ဘန်မင်ထဲကဆေးရုံကိုတွားကြည့်တော့ကသူညီဘတ်စောထဲအပေါ်ပိုင်းကတွေ့ရတာကြောင့်ဘတ်စောထဲအောက်ပိုင်းဗမာလဲလူချန်မိုးကိုမေးလိုက်တာပါ။ချန်မိုးကမထုံတတိလုံးနေရာကြောင့်ဘန်မင်ထဲကသူ့ရဲ့ရေပိုက်ကောင်းတဲ့ချန်မိုးကိုထုချပလိုက်ပါတော့တယ်။ဘန်မင်ထဲကချန်မိုးရဲ့ဖုန်းကိုယူပြီးတော့အေးဆေးပြန်ထွက်လာတဲ့ချိန်မှာချန်မိုးရဲ့ဖုန်းစီကိုဒဲကြောင်းလုပ်ငန်းစုရဲ့အတွေ့အမှုဆိုတဲ့ဖုန်းကဝင်လာနေတာကြောင့်အဲ့ဒီဖုန်းကိုလက်ခံနားထောင်လိုက်တဲ့အချိန်မှာပဲဇက်ကားကဒီနေရာမှာဇက်သိန်းလို့သွားခဲ့ပါတော့တယ်ခင်ဗျာ။